မြင်းမို့တောင်ရှားနေကြတော့မှရှိသေးတယ်။အဲ့တော့မြင်းမို့တောင်ရှားတာဆိုရင်ဘယ်လိုလုပ်ပြီးတော့မြင်းမို့တောင်တွေ့မလဲကိုကတကယ်ကြည့်လိုက်မယ်ဆိုရင်ကိုနေတာကမြင်းမို့တောင်ခပန်းမှနေတာ မြင်းမို့တောင်ခပန်းမှနေပြီးတော့မြင်းမို့တောင်ရှားနေရင်တော့ရောင်းမခါထိုးပြီးတော့ရှားနေတယ်လို့ပဲဖြစ်မှာပဲရှားလို့မတွေ့တော့သေးသေးလေးမှမဟုတ်တာမြင်းမို့တောင်က ဒီနာကကျူးလွင်ကတောင်းနေတောင်းကအထက်ထသေးသေးလေးမှမဟုတ်တာလေအဲ့ဒါမြင်းမို့တောင်းရဲ့အစိပ်ပိုင်းလေးပဲကဘာကြီးကဘာကြီးကဘာဂျိုကြီးတခုအာယုံပြုတ်ကြည့်လိုက်အခုခေတ်ကဘာလုံးကြီးဆိုတာဆိုကဘာလုံးကြီးပဲထားလိုက်ပါတောင်းဝေယိုးစွန်မြောင်းဝေယိုးစွန်နေဝေယိုးစွန်နေတာထားအဲ့ဒီမှာကဘာကြီးရဲ့တည်နေပုံကိုနည်းနည်းအာယုံပြုတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သိကြီးမလွန်အာကြီးတဲ့အခါကျတော့ လူတွေကညှိမိုးခဲ့တယ်လေကိုဗေနီယာရောက်ရောက်ကိုဟံမိုးကုတ်ဆက်ဝိုင်းကြီးရဲ့အလဲမှာပဲရှိနေတယ်ကိုရဲ့မြင်ကွဲရတလောက်ပဲရှိတယ်အဲ့တော့ဆိုတာကဘလူဆိုတာတော့စေလူပြေဟာတဲ့မြင်းမတော်ခါးပန်းမှာရှိတယ်အဲ့တော့မြင်းမတော်ခါးပန်းဆိုတာအခုကနေ့ စိတ်ကူးနဲ့ဖော်ထုတ်ထားတဲ့ကဘာကဘာလုံးကြီးရဲ့ခပန်းမှာရှိနေတယ်ဆိုကိုကအဲ့ဒီမှာနေပြီးတော့မြင်းမို့တောင်လိုက်ရှာလို့ပဲတွေးပါတော့အဲ့တော့မြင်းမို့တောင်ထိတ်ကအမြင့်ဆုံးနေရာပေါ်မှာတာဝရိန္ဒနတ်ပြည်ရှိတယ်တဲ့အောက်ဆုံးအခြေတဲမှာအတုရာနတ်ပြည်ရှိတယ်တဲ့မြင်းမို့တောင်ခပန်းမှာလူပြည်ရှိပြီးတော့စတုပါတဲ့နတ်ပြည်ကလည်း အဲ့ဒီပါဝင်ခြင်းမှာရှိနေတယ်လို့ဒီလိုဆိုတာပေါ့ဒီလိုဆိုတော့မြင့်မို့တောင်ဟာ ကမာဂျူကြီးရဲ့အမြင့်ဆုံးနေရာဟာမြင့်မို့တောင်ပဲပေါ့ကမာဂျူကြီးရဲ့အမြင့်ဆုံးနေရာအနိမ့်ဆုံးနေရာအောက်ခြေကအတုရပုံပဲပေါ့အခုပင်လေရည်မျက်နှာနဲ့ညီးပြီးတော့နေတဲ့လူတွေနေတဲ့ရှင်ပြင်းကြီးကမြင့်မို့တောင်ရဲ့ အလဲလောက်မှရောက်ပြီးတော့နေညမတော်ကြီးကပင်လယ်ထဲမှာတဝက်မြုပ်နေတယ်တဝက်ပေါ်နေတယ်ဒီလိုဆိုတာပေါ့ကဘာမြေပြင်ကြီးကိုကဘာလုံးကြီးကိုချိလိုက်မယ်ဆိုလို့ရှင်လေရေပြင်ကြီးတွေကလွှမ်းပြီးတော့ကျွန်းမြေကြီးတွေက protein ဖြစ်နေတာပဲအဲ့ဒီပေါ်ပေါ်နေတဲ့အရာကညမတော်ဒီဟာကြီးတစ်ခုလုံးကညမတော်ကြီးပဲလို့မှတ်စားပြီးတော့ပြောရနော် စာပေရပြောပြတာစာပေရဒီလိုဆိုတာအဲ့တော့မြင်းမို့တောင်ဆိုဒီမှာကဘာလုံးကြီးတစ်ခုလုံးကိုခြုံကြည့်အောင်ခြုံကြည့်တဲ့အခါအမြင့်ဆုံးထိတ်ဟာမြင်းမို့တောင်ထိတ်ပဲအောက်ခြေကဆိုလိုတာကဒီကဘာကဘာလုံးကြီးကိုကအလဲသားကြီးကမြင်းမို့တောင်ကြီးပဲပေါ့ဘေးကနေရံပတ်နေအခုကြည့်လေဒီမြန်မာပြည်ကတောင်တန်းကြီးတွေပဲကြည့်တခုတည်းမှမဟုတ်ပဲနဲ့ တောတတတောင်ထတ်ထเนาะဒီလိုနေတာကိုအဲ့တော့မြင်းမို့တောင်ဆိုတာလေရံပက်နေတာတွေကအများကြီးပဲဖြစ်နေမှာပေါ့ရံပက်နေတာတွေအများကြီးအားလုံးကိုချုံငုံပြီးတော့ကြည်လိုက်မယ်ဆိုရင်အဲ့ဒါမြင်းမို့တောင်ဆိုတာကဘာလုံးကြီးတစ်ခုလုံးရဲ့တစ်ခုလုံးကိုပဲမြင်းမို့တောင်လို့ပြောလို့ရတယ်အဲ့ဒီထိတ်ဟာတောင်ရင်သာနတ်ပြည်ရဲ့တရားဌာနဖြစ်ပြီးတော့အောက်ခြေကအသုရဘုံရဲ့ တိယဌာနအလေခါဗံပပလေရတော့ကျွင်းဒီလိုချင်းဆိုရလူပြည့်ရဲ့တိယဌာနဒီလိုပြောလို့ရတာပေါ့တခါတော့ကဂျာမနီမှာသွားပြီးတော့ပင်နန်းပို့ချတော့ကဂျမန်ကျောင်းသားတယောက်ကမေးတယ်။အားနဲ့ပတ်သက်ပြီးမေးလို့ဆိုနေနေလောက်တာနဲ့ပတ်သက်ပြီးတော့မေးတယ် မဟာပြိနိဗ္ဗာန်တော့မှာတဲ့လေဓူကြီးလှုပ်တော့ရေဓူကြီးလှုပ်တယ်ရေဓူကြီးလှုပ်တဲ့အခါကျတော့မြေဓူကြီးလှုပ်တယ်ပေါ့လေဓူကြီးလှုပ်တယ်ဆိုတော့အခုကဘာဂျိုကြီးဆိုတာဒီကနေ့သိပ္ပံကဘယ်လိုပြောတော့ဆိုအာဂတာကြီးတည်းမှာရှိတယ်လို့ပြောတာပဲဟုတ်လားအာဂတကြီးဒီမှာရှိတယ်အာဂတလို့ဆိုရင်ကဘေးကပတ်ပတ်လေလေလေးကြီးပဲလေ အဲ့ဒီနေဒုလှုပ်သည့်အတွက်ကြောင့်မြေဒုကလှုပ်တယ်ရေဒုကလှုပ်တယ်ရေဒုကလှုပ်သည့်အတွက်ကြောင့်ကဘာမြေဒုကလှုပ်တယ်လို့ဒီလိုဆိုထားတာအဲ့လိုဆိုထားတာကို तू ကတော့ဒီလိုစိတ်ကူးပြီးတော့မေးပုံရတယ်လေးလေးပေါ်မှာရေးရေးပေါ်မှာမြေအထက်ထက်အစင်းစင်းနေလို့ဒီလိုထင်တာကိုတကယ်ကတော့ ကဘာဂျိုလူကြီးမှအဲ့ဒီမှာမြေကြီးတွေဟာအမြင်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ပင်လယ်ပြင်ကြီးကအလွန်ကြီးတယ်ပင်လယ်ထဲမှာရှိတဲ့ကမ္ဘာကျွန်းကြီးတွေဟာရေပြင်ရေထဲမှာပြီးဖရုတ်တင်းဖြစ်နေတာပေါ်နေတဲ့သဘောမျိုးမြင်ရတယ်လေမြေပုံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီမြေတွေဟာပင်လယ်ထဲမှာပေါ်နေတဲ့အလွှာကြီးတွေလို့မြင်ရတယ်ပေါ့ အဲ့ဒါလည်းဘုန်းကြီးကပြောတာမင်းကဘာမြေကိုကြီးကြည့်ဘူးတယ်မို့လားကြည့်လိုက်တဲ့အခါကျကြည့်လေကဘာကြီးကအာဂါတာထဲမှာရှိတယ်ဟုတ်တယ်လေအားလှုပ်တယ်ကဘာမြေကြီးကလည်းပဲကြည့်ပင်လယ်ကြီးတွေပတ်ချံဝိုင်းပြီးတော့နေသေးတဲ့အတွက်ကြောင့်နော်လေတိုက်လို့ရှိရင်လှုပ်ရင်ရေအားရင်လှုပ်မှာပဲလှုပ်ပြီးလို့ရှိရင်ကဘာမြေကြီးပါလှုပ်လာဟုတ်တယ်လေဆူနာမီတို့ပါလို့ဆိုအောက်ကနေလှုပ်လာတာဟောအဲ့ဒါကနေ့ လှုပ်တာလို့ကဘာမြေကြီးဆိုတာအပေါ်ရန်လှုပ်တာအဲ့ဒါကိုအမြင်အားဖြင့်ကြည့်လိုက်မယ်ဆိုလို့ရှင်ဒီပုံစံပဲဖြစ်နိုင်တယ်လို့ဒီလိုပြောတော့သူစဉ်းစားနေတော့ဂျာမန်အမျိုးသမီးတယောက်ကဟုတ်တယ်ဟုတ်တယ်လို့ပြောလိုက်တော့သူလည်းဆက်မမေးတော့သဘောကျလို့လားမကျလို့လားတော့မသိဘိုးကြီးကလည်းကျမ်းပန်ဖြေရတာပဲလေအဲ့တော့အင်မတန်မှကြီးမားတဲ့အရာဝတ္ထုကြီးတစ်ခုကို ုံဖော်ပြီးပြောဖို့ဆိုတာအလွန်ခဲတဲ့ကိစ္စတစ်ခုပဲပေါ့နော်အဲ့တော့မြတ်စွာဘုရားကိုဩကတလောကလို့ဆိုပြီးတော့မြစ်မှုတောင်လေးဒါတွေကိုအထက်ကရာဆရာကလောကဝိဓုထဲမှာထည့်ရေးတာကိုတချိန်လုံးကမြန်မာနိုင်ငံမှာအထက်ကရာဆရာကိုအပြစ်တင်ပြီးတော့နော်လောကဝိဓုကိုမြတ်စွာဘုရားဟာလောကကြီးဩကတလောကကြီးကြောင်းသိတာဆိုတော့မဟုတ်ဘူးလို့ဆိုပြီးတော့သောက်ဒီပါရေးကြတယ် ရေးကြတယ်။မဟုတ်ဘူးဆိုရင်အကြောင်းပြလေ။အဲ့လိုတော့လေအကြောင်းမပြ။အဲ့တော့မယုံတာကတော့ဘယ်တက်နိုင်မှာတော့မယုံတဲ့လူကိုယုံအောင်ပြောစရာမလိုပါဘူး။နော်။ယုံကြည်ရှိမရှိပဲကိုကကြည့်ရမှာပေါ့။အဲ့တော့မြတ်စွာဘုရားကစကြဝဠာအနန္တဆိုတာကိုဟောထားခဲ့တယ်။ဟောထားခဲ့သည့်အတွက်ဂိဋ္ ဒီစလနိကလောကလောကဓာတုတုံမှာလည်းပဲဒီတိုင်းဟောတာလေဟောတာတဲ့အတိုင်းဒီခဏိခိသိပ္ပံမှာဂျိုသားတွေရှိတယ်ဆိုတာရေလူတွေနေတာလူတွေဟာဒီကဘာမှာသာရှိတာမဟုတ်တခြားကဘာလည်းရှိတယ်ဆိုတာတွေကိုတဲလွန်စားတွေရပြီးသက်ရှိတွေရှိနိုင်တယ်ဆိုတာကိုလေ့လာစူးစမ်းနေကြတော့မြတ်စွာဘုရားကတော့အဲ့ဒီလိုသူတို့လိုဂျူရူကြီးတွေလွတ်ပြီးစူးစမ်းเสียမှာမလို့တာ အလိုရှိရင်သွားကြည့်လို့ရတာပဲတကူတော်နဲ့သွားလိုက်ရင်ရတယ်လေဘာနဲ့သွားရုံဆိုစိတ်ဆွမ်းအားကိုသုံးချပြီးသွားတာတမာရီဆွမ်းအားနဲ့မသွားခြင်းလဲကိုယ့်အကိုကုံဆွဲကြည့်လို့လဲကုံမြင်တာပဲအဲ့ဒါကြောင့်မို့လို့ဒီလိုဆွမ်းအားကြီးမားတဲ့ပညာကြီးမားတဲ့ပုဂ္ဂိုလ်တယောက်ပုဂ္ဂိုလ်တဦးရဲ့ပြောကြားချက်ဟာအမှားရမရှိဘူးလို့ဘုရားကြီးတော်ကလက်ခံတယ်ပေါ့ ကိုမတွေ့သေးတာပဲရှိတယ်မရှိတာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားဩဃတလောကအကြောင်းကိုလည်းသိတယ်တန်တလောကအကြောင်းကိုလည်းသိတယ်နောက်ဆုံးမှာလောကနဲ့ပတ်သက်လာတဲ့အခါမှာရောဟိတတသုတ်ဆိုတာရှိတယ်